ငါးကြီးစီနဲ့မာတီဗီတာမင်အားစီနဲ့ကိုတွဲသောက်လို့ရသလားဆိုတော့လေတွဲသောက်လို့ရပါတယ်ပုံမှန်အပြည့်တော့ကျွန်တော်ငါးကြီးစီနဲ့မာတီဗီတာမင်အားစီကိုတွဲသောက်ရင်မာတီဗီတာမင်မှာပါတဲ့ဗီတာမင် A D E K ဆိုတဲ့၄မျိုး first soluble vitamin တွေကိုစုပ်ယူမှုကိုပိုပြီးကောင်းစေတယ်အဲ့တော့ငါးကြီးစီကိုကျမကြီးတွဲသောက်ခြင်းနဲ့အထူးထွေကျမကြီးဆိုတော့ဒီနေ့ကိုတစ်လုံးတစ်လုံးပုံမှန်သောက်တာအဆင်ပြေတယ်တချို့အားကစားသမားတွေလူငယ်တွေကြောက်ဒီနေ့ကိုနှလုံးသုံးလုံးလောက် တောက်တာမျိုးလည်းရှိတယ်ပြဿနာမရှိဘူးငါးကြီးစီကိုအစကတည်းကကျွန်တော်တင်းရုပ်တစ်လုံးကနေသုံးလုံးချားထဲမှာဒီ range တွေမှာတိုက်လေးရှိတယ်ပေါ့နော်နောက်တစ်ခါ multi vitamin မနက်ပိုင်းတောက်မလားညနေပိုင်းတောက်မလားကိုယ်နဲ့အဆင်ပြေတဲ့အချိန်တောက်ပါ multi vitamin အားစေးတွေထဲမှာ B complex ပါတာဖြစ်တဲ့တော့ကိုတောက်ရင်လူလန်းတယ် energy ရတယ်အဲ့တော့ကိုကတနေကောင်လောလောအောင်ပဲပြင်ပန်းတဲ့ energy ရချင်မနက်ပိုင်းတောက်ဒါမှမဟုတ်လည်းညဘက်မှာလောလောအောင်တဲ့လူဆိုတော့ညနေပိုင်းတောက် အစာနဲ့တောက်တည်ဖြစ်စေအစာမပါဘဲတောက်တည်ဖြစ်စေပြဿနာမရှိပါဘူးတချို့အစာရင်းနဲ့ဥလန်းချောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဆင်မပြေဘူးရှိတဲ့လူတွေကြတော့လည်းအစာလေးတစ်ခုခံပြီးမှဒီအားသေးတွေကိုတောက်လေးရှိပါတယ်အဲ့တော့အကျိုးရှိလိမ့်မယ်လို့ပြောလိမ့်ပါတယ်ကျေးဇူးတင်ပါတယ်